မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုတင်ကြားပေးနေတာဖြစ်ပါတယ်ရှင်လိုအပ်မယ်ဆိုရင်သင်ယူလေ့လာနိုင်ပါတယ်ရှင်ဒီနေ့တော့ဧကတတမတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့ဆောင်းမလေးတပုတ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီဆောင်းမလေးရဲ့နာမည်ကတော့ကျွန်ုပ်တို့ရဲ့နိုင်ငံတော်တဲ့ လွတ်လပ်ရေးခင်မှာရေးသားထားတဲ့စောင်းမလေးတစ်ပုဒ်ဖြစ်ပါတယ်ဒီစောင်းမကိုရေးသားခဲ့တဲ့သူကတော့ပြင်မနာမောင်နီတင်ဖြစ်ပါတယ်ကဲဒါဆိုရင်ဒီစောင်းမလေးကိုဖတ်မပြခင်မှာဒီစောင်းမရဲ့စောင်းမရှင်လေးရဲ့အထုပ်ပတိလေးကိုဥစွာပထမဖတ်ပြပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်စလိုက်ရအောင် ကျွန်ုပ်တို့ဤနိုင်ငံတော်ပြင်မနာမောင်နေသိင်းဤကျွန်ုပ်တို့ဤနိုင်ငံတော်စောင်းမသည်ဂုံလူဆောင်မြမစာတိစာကုန်းနှင့်စာရန်များမှရွေးချယ်ချက်ဖြစ်ပါသည်ဆရာပြင်မနာမောင်နေသိင်းကိုအဘပဒိန်ဆရာဥတာအောင်အမိဒေါ်စောရှင်တို့က1948ခုနှစ် ဂျွန်လ28ရက်နေ့တွင်ပြင်မနာမြို့၌ဖွားမြင်ခဲ့သည်အမည်ရင်းမှာဥတင်ဝင်းဖြစ်သည်ငယ်စဉ်ကအစိုးရအထက်တန်းကြောင်းအမှတ်နှင့်ပြင်မနာ၌ပညာသင်ခဲ့သည်ငယ်စဉ်ကပင် စာတီစာကုန်းစုများရရှိခဲ့သည်1962ခုနှစ်မှစ၍အထက်တန်းပညာသင်စုကျခဲ့သည် 1965ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးနောက်ပညာရေးတက္ကသိုလ်၌ BD ဆရာဖြစ်သင်တန်းကိုစီးပူရာ1981ခုနှစ်တွင်အောင်မြင်ခဲ့သည်ဗမော်မြို့အစိုးရအထက်တန်းကျောင်း၌အထက်တန်းပြဆရာအဖြစ်စတင်အမှုထမ်းခဲ့သည်1981ခုနှစ်မှစ၍မြန်မာနိုင်ငံ ပညာရေးသူတေသနအဖွဲ့သို့စတင် ပြောင်းရွှေ့ကသူတေသနအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်1985ခုနှစ်တွင်မြန်မာနိုင်ငံ စာတက်မြောက်ရေးဘိုးကော်မတီဝင်1986ခုနှစ်တွင်နိုင်ငံတကာလူငယ်များနှင့် လူငယ်များနှင့်စီးစီရေးအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သည်အခြေခံကျောင်းသုံးဆောင်အုပ်ကော်မတီဝင်မြန်မာသားအဖြစ်လည်းဆောင်ရွက်ခဲ့သည် 1993ခုနှစ်တွင်ဂျပန်နိုင်ငံ1992ခုနှစ်တရုတ်နိုင်ငံနှင့်1996ခုနှစ်ထိုင်းနိုင်ငံစသည့်နိုင်ငံများ၏ပညာရေးနှင့် စာပေရင်းကျေးမှုဆွေးနွေးပွဲများသို့တက်ရောက်ခဲ့သည်1964ခုနှစ်တွင်အမှုပညာဆိုင်ရာစာပေစုခလေးစာပေစတုဒ္ဒစုကို ကောက်ရိတ်ချိန်ပုံမြင်စာအုပ်ဖြင့်၎င်း 1965ခုနှစ်အတွက်အမျိုးသားစာပေစုခလေးစာပေ စတုဒ္ဒစုကိုရေရနာဦးစာအုပ်ဖြင့်၎င်း2000ခုနှစ်တွင်အမျိုးသားစာပေစုခလေးစာပေကိုမြစပယ်နှင့် အခြားပုံမြင်များစာအုပ်ဖြင့်၎င်းရရှိခဲ့ပါသည် မြစ်တာဆန်းရေစသောနိုင်ငံတော်မဂ္ဂဇင်းများအပြင်ရွှေသွေးကြာနယ်မြခင်သစ်မဂ္ဂဇင်းမြို့တော်မဂ္ဂဇင်းအပြိုစင်မဂ္ဂဇင်း English for all မဂ္ဂဇင်းများတွင်မြန်မာစာပေနိုင်ငံတကာစာပေများကိုလစဉ်ရေးသားခဲ့သည်ပညာတဆောင်မဂ္ဂဇင်းတွင်ပညာရေးဆောင်ပါများပြင်မြန်မာစာသင်ကြားရေးဆောင်ပါများရေးသားခဲ့သည်2018ခုနှစ် ဂျွန်လ2ရက်နေ့တွင်ကွယ်လွန်ခဲ့သည်နိုင်ငံကျွန်ုပ်တို့၏နိုင်ငံတော်ဆောင်းပါးတွင် အမိမြန်မာနိုင်ငံတော်၏လေးစားမြန်နိုတန်ဖိုးထအပ်သော အလှတရားသုံးပါးကို ဖော်ပြထားသည်ကဲကျွန်တော်တို့ဤနိုင်ငံတော်ဆိုတဲ့စောင်းမလေးကိုစတင်ပြီးတော့ဖတ်ကြည့်လိုက်အောင်ကျွန်တော်တို့အကြောင်းမှာ ခလေးများပျော်ရွှင်စွာရွတ်ဆိုသောစာပိုက်လေးတစ်ပိုက်မှာဤသို့ဖြစ်၏အအမေတို့တိုင်းပြည်ငါတို့ချစ်တတ်မည်ကျွန်တော်တို့ကျွန်တော်တို့ဤနိုင်ငံတော်မှာကျွန်တော်တို့အမိဖြစ်၏ဤမြေ၌ကျွန်တော်တို့မွေးဖွားကြရ၏ဤမြေဤရေဤစပါဤပန်းဝင်များနှင့်ကျွန်တော်တို့ကြီးပြင်းကြရ၏ကျွန်တော်တို့နိုင်ငံတော်ကကျွန်တော်တို့ဤအားထားစရာဖြစ်ပါ၏ ကျွန်တော်တို့နိုင်ငံတော်၌အလှသုံးပါရှိသည်ကို ကျွန်တော်တို့မမေ့နိုင်ပါထိုအလှတို့က အခြားမဟုတ်နိုင်ငံတော်ဤရေမြေတောတောင်တဘာဝအလှနိုင်ငံတော်မှတိုင်းရင်းသားများဤရင်ကျဲမှု အလှနှင့်နိုင်ငံတော်ကိုလေးစားမြတ်လို့သည့်ပြည်တော်စုစိတ်ဓာတ်အလှတို့ဖြစ်ပါသည်ဤအလှသုံးပါးကိုလေးစားမှုမျက်နှာမှုစောင့်ရှောက်မှုသည် ကျွန်တော်တို့အတွေ့တာဝန်ဖြစ်ပါပြီ ကျွန်တော်တို့နိုင်ငံတော်ဤရေမြေတောတောင်တဘာဝအလှမှာကြည်၍မဆုံးနိုင်အောင်ဖြစ်တော့၏ကျွန်တော်တို့ရက်ွက်ဘေး၌ငလိုက်ချောင်းရှိ၏ထိုချောင်းကလေးသည်တင်းငယ်ပါ၏သို့သောရေတဖွေးဖွေးတအေးအေးသည် ကြက်တည်းရှိလှ၏ထိုငလိုက်ချောင်းမှသည်စစ်တောင်းမြစ်သို့ရောက်၏ထိုမြစ်သည် ပင်လယ်သို့ရောက်သည်ဟုသိရ၏ချောင်းမမြစ်မြစ်မပင်လယ်ပင်လယ်မသမုတ်တရာသို့ သွားရ၏ဤသို့ဖြင့် ျွန်တော်တို့ဤနိုင်ငံတော်၌ AR ချင်းတွင်စစ်တောင်းတန်လွင်ဒုဒ္ဓဝရီစသည့်မြင့်အသွေသည်သည်နိုင်ငံသားအလုံးအတွက်နိုင်ငံတော်ကပေးသောရေအေးရေချိုဖြစ်ပါပြီဤရေဖြင့်တောတို့သည် စိမ့်လန်းခဲ့ပြီမြေတို့သည် အပင်သေးအပင်ကောင်းတို့ဖြင့်စိုက်ပျိုးနိုင်ခဲ့ပြီတောင်တို့သည် ကြီးကျယ်ခဲ့ပြီရွှေငွေရေနံပရမ ्या စသည်တို့သည်လည်း ဤမည်စသည်တို့သည်လည်းဤရေဤမည်ဤတော်ဤတောင်တို့၌ပြည့်စုံခဲ့ပြီဤရေဤမည်ဤတော်ဤတောင်သည်ကကျွန်တော်တို့အတွက်အမိဤမေတ္တာဖြင့်ပေးခဲ့သည်ဟုယူဆသင့်ပါသည်နိုင်ငံတော်မှတိုင်းရင်းသားများဤယဉ်ကျေးမှုအလှကား ကြည့်၍မဆုံးနိုင်အောင် ကြက်တည်းရှိလာပါသည်ယဉ်ကျေးမှု၌ဝေစားစင်ရင်ပုံပြောဆို သုံးဆွဲသည့်စကားနှင့်စာဓလေ့စရိုင်းထုံးစံဂီတအကစသောအမှုပညာတို့မှလေးစားပွေရာမျက်နှာပွေရာဖြစ်၏ဤယဉ်ကျေးမှုများကို ကျွန်တော်တို့အချင်းနိုင်ငံတော်ကိုလေးစားမျက်နှာသောပြည်တော်စုစိတ်ဓာတ်သည် ကျွန်တော်တို့ဤတာဝန်ဟူ၍ပင်ဆိုအပ်၏ နိုင်ငံတော်ကို လေးစားမြတ်တို့သည်ပြည်တော်စုစိတ်ဓာတ်သည်ပြည်တော်စုတိုင်းရင်းသားအချင်းချင်းဤချစ်ခင်လေးစားမှု အချင်းချင်းကူညီတမြေတဲ့နေတရေတဲ့တောက်ဟူသောစကားအဲအတူပူအမျှဟူသောစကားသည် ကျွန်တော်တို့မြည်သည့်အခါမြမေ့ပြေမရနိုင်သော စကားများဖြစ်သည်နိုင်ငံတော်ကိုအမိကဲ့သို့ကျွန်တော်တို့ညံတို့လေးစားပါ၏ဤသို့ပြောရ၌လဲနှုတ်ဖြား၌ ပြောသည့်စကားမဟုတ်ပါ ကျွန်တော်တို့ဤနိုင်ငံတော်ကြက်တရေကိုလေးစားမျက်နှိုးချင်းဖြင့်ကျွန်တော်တို့ရင်ကြားနှလုံးသားမှပဲ့တင်တန်သာဖြစ်ပါတော့တည်းဒါလေးကတော့ပြင်မနာမောင်နေသိရေးသားခဲ့တဲ့စောင်းမလေးဖြစ်ပါတယ်စောင်းမလေးရဲ့နာမည်ကတော့အမိမြန်မာနိုင်ငံတော်တဲ့အမိနိုင်ငံတော်တဲ့ ။သင်္ကန်းသာရဲ့ဆိုလိုရင်းလေးရတော့အမိနိုင်ငံတော်ရဲ့အလှတရား၃ပါးဖြစ်တဲ့တောတောင်ရေမြေတဘာဝအလှတိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှုအလှပြည်တော်စုစိတ်တဲ့အလှတွေရဲ့အကြောင်းနောက်ဒီဆုံးမကနေပြီးတော့ရင်ရရှိတဲ့အသည့်အမြင်နဲ့နိုင်ငံတော်အပေါ်ထားရှိသင့်တဲ့စိတ်ထားတွေနဲ့နော်ဒီပြင်းမနာမောင်နေသိန်းကဒီဆောင်မလေးကိုရေးသားထားတာဖြစ်ပါလေရှင်တည်တည်ချာချာလေးလေ့လာနိုင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်